ားလုံးမင်္ဂလာပါညရှင်မန်ကစားတော့ရဲ့ Chelsea နဲ့ Wolves ရဲ့ Carabao ပွဲစဉ် match review ဖြစ်ပါတယ်ဒီပွဲမှာတော့အားလုံးသိတဲ့အတိုင်း4-3နဲ့အနိုင်ရရှိခဲ့တယ်ဒါပေမဲ့ပထမပိုင်းနဲ့က၃ဂိုးပြန်နိုင်ပြီးပွဲကို easy ထိန်းချုပ်ကစားရမယ်အစားနောက်တန်းအမားတွေမလိုအပ်ပဲပေးရတဲ့ဂိုးတွေကြောင့်မလို့ပွဲပြီးရတဲ့ဒီရေကုန်ရေကန်ရှင်မန်ကစားသွားတာတွေ့ရတယ် အာဆိုတော့ဒီပွဲမှာလည်းပြောကြရအများကြီးပဲပထမဆုံးအနေနဲ့ကောင်းတဲ့အချက်အနေနဲ့ပြောရရင်ဒီ Andre Santos ကိုရပါတယ်အဲသူ့ရဲ့ကစားပုံကလည်းဒီနှစ်ပွဲမှာကောင်းတဲ့အထဲပါတယ်ပြင်အထူးသဖြင့် ဒီနေ့ပွဲမှာကျွန်တော်တော်တော်ကြိုက်တာ Jimmy Kitten ဆိုတာကျွန်တော်အစတော့က Jimmy Kitten ကိုခေါ်ပြီးတော့မကောင်းတော့ဘူးလို့ဆုံးရှုံးလိုက်ရပြီလို့ထင်တဲ့အနေထားကနေပြီးတော့ Ajax နဲ့ပွဲရဲ့ဒီပွဲရဲ့သူခြေစမ်းတေချာပြပြီးစားပါတယ်ဒီနေ့ပွဲမှာလည်းတကိုးသွင်းရဲ့ assist နဲ့ချိန်ရပါတယ်ပြီးရင်မကောင်းတဲ့အချက်ဆိုရင်ပြောရရင်ထပ်ပြီးပြောရရင်ဒီလက်ပေါ့ဒီလက်ဒီနေ့ဒဏ်ရာပြဿနာရတာနှစ်လလောက်ကြာတယ်ဒီနေ့မှပြန်ပြီးလူစားဝင်ကစားတယ်ပြီးတော့အဘွားကနှစ်ချိန်ယူပြီးတော့နှစ်ဝတ်တနေနဲ့ထွက်သွားတယ်အတင်းရဲ့စီကံမိုင်းကလည်းပြောစရာပါ ါနောက်ဆုံးခုနှစ်ပွဲမှာ6ပွဲလောက်အနီးကျရတဲ့အသင်းဖြစ်နေပါပြီနောက်တစ်ချက်အနေနဲ့ကျွန်တော်ရာသီအစလောက်တုန်းကစဉ်းစားမိအော်ငါတို့အသင်းကဒီကလပ်ဘာဖလားမှာအရင်ကျဲနဲ့ PSG လိုအသင်းမျိုးတော်မှာဒါတူရင်ကိုတင်ကစားပြီးတော့နိုင်ရရှိထားတယ်ပေါ့အဲကြောင့်မို့ငါတို့ဒီရာသီရောက်ရင်ပရီးမီးယားလိဂ်တို့ဘာလို့အာမြောက်မန်းနိုင်တယ်လို့တော့ကျွန်တော်အဲ့လိုမျိုးတွေးမိရယ်ဗျဒါအမှန်တိုင်းပြောတာဘယ်သူမှမစိုးကိုအသင်းကိုတော့ဖြစ်စေချင်ပါဘူး ဒါမဲ့တကယ် reality မှာအခုလက်ရှိအနေနဲ့ဆိုရင်တော့ champion ဖြစ်ဖို့နည်းနည်းသာသာပဲသိလားကျွန်တော်တို့ top 4ဝင်ဖို့တော့မနေ့ရုံးကန်ရမယ်လို့ကျွန်တော်ထင်တယ်အဓိကတော့နောက်တန်းဗျာ နောက်တန်းဘယ်ပွဲမှာပဲကြီးကြီးအမှားတစ်ခုမဟုတ်တစ်ခုလုံနေတယ်ပြန်ကိုသမားတွေရတဲ့ယုံကြည်စိတ်ချရလားဆိုရင် Robert Sanchez ကအခု Jorginho နှစ်ယောက်လုံးကအရင ကောင်းလာပါတယ်ဆိုတဲ့အနေအထားမျိုးလုံးဝရှိမနေဘူးဗျာဒါကျွန်တော်တို့အောင်မြင်ခဲ့တဲ့နှစ်တွေပြန်ကြည့်လိုက်ရင်ဂိုသမရဲ့အကုန်လုံးကောင်းတယ်ဗျာနောက်တန်းနေဆိုတာလည်းကျွန်တော်တို့မှရှိတဲ့နောက်တန်းနေမှာဒါတူစင်ရှိမယ်ဖိုဖာနာရှိမယ်အဲ့နှစ်ကောင်ကဘလို့မှယုံစားလို့ရတဲ့နောက်တန်းမျိုးမဟုတ်ဘူးတနည်းရွှေတနည်းငွေလို့ပြောအောင်လဲသူတို့ရွှေတကားမှလည်းမဖြစ်ဘူးဗျာဒီလားပြင်ချလိုပါချလိုပါကိုဝဲအချင်းပေါင်းသူတို့ကတော့လက်ခံပေးလို့ရတဲ့အနေအထားရှိရဗျာပြီးရင် တလကံပြီးဆယ်လလောက်နားရဲ့ဘယ်ရီယာရှိရှိရယ်ဗျာဆိုတော့ဒီနောက်တန်းစုဖွဲ့နေရတော့လုံးဝအဆင်မပြေဘူးအတင်းပိုင်ရှင်နေအနေနဲ့လည်းခေါင်းလုံးဝမမာဘူးလို့ရယ်ဗျာဒီလားအဲအဓိကနီးပြနီးပြကိုရင်တောင်းဆိုထားတဲ့နောက်တန်းတွေကိုဝယ်ပေးဖို့လိုအပ်တယ်ဒီ quality နောက်တန်းတွေလည်းလိုရယ်ဗျာဆိုတော့ကျွန်တော်တို့ပွဲအကြောင်းပြန်ပြောလိုက်ရအောင်ပွဲမှာဆိုရင်တော့ line up မှာဒါတိုက်စစ်မှာ Tyre George ပြီးရင်တောင်းမန်နှစ်ဖက်မှာ Jamie Kittens နဲ့ Estiva ကိုကွန်းလယ်တိုက်စစ်မှာ Bruno Notte, Andre Santos နဲ့ ရိုမီလာဝီယာတို့ ਨੇ ပွဲထွက်လာတယ်ပြီးတော့နောက်တန်းမှာကျတော့ဒါဂျယ်ရက်ဟတ်တို့တိုဆင်အချင်ပေါင်းနဲ့မာလူကူဇိုကိုသမားတော့ချိုချင်းဆန်ပါဆိုတော့အဓိက mainland player များစုကို line up out ထားတယ်စနေနေ့မှာ Spanish ပြန်ကစားမှာအကြောင်းလည်းဖြစ်တယ်ပွဲစားရန်မကြောက်ဘူးဗျာ Andreessen တို့စားတစ်ဖက်နောက်တန်းရဲ့အမှားနဲ့တဆင်ဒါကိုသွင်းတယ်ပြီးတော့နောက်ထပ်တကူ Jimmy Giddens တကူတော့တကူတော့ထိုးပေါက်ပြီးတော့ဒါ Tyrese George ကိုချပြီးတော့ Tyrese George သွင်းတယ် အမ်ပြီးနောက်နောက်ထပ်တကူကပထမပိုင်းပြီးရန်ဒီစုံစုံလေးမှာဒါ SD bar ကိုကုသမကိုကြော်ပြီးတော့တွင်းသွားတယ်ဆိုတော့ပထမပိုင်းမှာ3ခုပြက်နိုင်နေတာဗျအဲ့3ခုပြက်က blue နီးနဲ့ဖြစ်ဖြစ် EC လေးပွဲကိုထိန်းချုပ်ပြီးကစားပြီးတော့အနိုင်ရရှိသွားအောင်ပါဗျအဲ့ဒါကိုဒုတိယပိုင်းစပြီးတိတ်မကြဘူးတကူပြန်ပေးရတယ်နောက်ထပ်တိတ်မကြခင်မှာပဲဒုတိယကိုပေးရအဲ့အဲ့ဒီ goal ကစန္ဒာလန်အသင်းနဲ့ပွဲရလို့ပဲဒီလက်ပစ်ဘောကနေပြီးတော့ တဲ့ကြာလာရဲ့ဘောလုံးတွေမနိုင်မဲနဲ့အဲ့လိုမျိုးမဖြတ်ထုတ်နိုင်မဲနဲ့ပေးလိုက်ရတာနောက်တန်းနေရတယ်သူကသူတိုင်ပတ်နေတယ်ဆိုတော့အဲ့လိုအမားမျိုးကနှစ်ပွဲဆက်တိုင်းနှစ်ကြိမ်ပုံစံတူမျိုးဖြစ်သွားတာဗျာလုံးဝအဆင်မပြေဘူးအရင်ပွဲရတာကိုအချင်းပေါင်ကဒီချလိုပါနဲ့တွေ့တော့ဟိုသူကသူအဆင်ပြေတဲ့အောင်ရှိပင်မဲ့ဒီနေ့တူစင်နဲ့တွေ့တဲ့အချိန်မှာသူကိုယ်တိုင်မှတိုင်ပတ်သွားတယ်ဗျာတူစင်လည်းစုံမြဲစုံဆဲပဲ ြီးနောက်ထပ်တစ်ချက်အနေနဲ့အဲဒီ lab လူစားဝင်လာတယ်လူစားဝင်ပြီးတော့တိတ်မကြဘူးဒါတစ်ဖက်ကစားသမားနဲ့ပြန်နာဖြစ်ပြီးတော့ wagon ထိလိုက်တယ်အဲ့ဒါကိုထင်းထင်းသိမ်းသိမ်းမကစားဘဲနဲ့နောက်ထပ်တစ်ချိန်ဒါခေါင်းခုန်တိုက်တဲ့အချိန်မှာစတောင်းနဲ့တွတ်လိုက်လို့နောက်ထပ်နှစ်ဝတ်တနေနဲ့ထုတ်ခံလိုက်ရတယ်ဆိုတော့အသင်းကနည်းနည်းလေးတိုင်ပတ်32ဆိုတဲ့အနေထားမျိုးပါဗျာလို့မလုတ်တဲ့ဟာမျိုးလုတ်လိုက်တယ်လို့ကျွန်တော်ထင်တယ်ကျွန်တော် Jackson တော့အပြစ်ပြောတယ်လို့မျိုးပဲ အာသူ့ကိုလည်းပြောရင်ပြောလို့ရတယ်ဗျာဆိုတော့သူထုတ်ခံလိုက်ရတဲ့အချိန်မှာအန်ဆူမာရက်စကာနဲ့လည်းအာအဆင်မပြေတဲ့ပုံစံမျိုးတွေ့ရတယ်မာရက်စကာလည်းဒေါသထွက်နေတဲ့ပုံစံမျိုးတွေ့ရတယ်ပြီးတော့ကံကောင်းတဲ့အချက်အနေနဲ့ဒါဂျီမီကစ်တင်စတစ်ဖက်နောက်တိုင်းအမားနေပြီးတော့ဒါဂိုးတကိုလှလှပပသွင်းလိုက်တယ်အဲ့အချိန်မှာ4-2ဖြစ်သွားတယ်4-2ဖြစ်သွားတော့ easily နားမလားဆိုပြီးတော့အောင်းမိရင်ဒါနောက်ထပ်တကိုးကိုဝူကထက်သွင်းတော့ သေးအံပြပြရရနဲ့ဒါနောက်ဆုံးအချိန်ပို6မိနစ်96မိနစ်ပြည့်ရဲ့အထိအာမနေ့ထိမ့်ပြီးတော့ကစားလိုက်ရတယ်ပေါ့ဆိုတော့ဒီနေ့ပွဲကပေါ့ပပလီအေးဆေးဆေးလေးနဲ့အနိုင်ရမဲ့ပွဲကိုဒါမလိုဘဲပရက်ရှာရဲ့ဝင်အောင်လုပ်ပြီးတော့ကစားသမားရဲ့ပင်မန်းအောင်လိုက်တယ်လို့ဖြစ်နေတယ်ဆိုတော့အဓိကအပြင်အပြစ်ပြောရမယ်ဆိုရင်တော့ဒါနောက်တန်းမှာပြီးတော့ကုသမဂျော်ဂျင်ဆန်လည်းအပြစ်ထရီဒူဒူပြောစရာမရှိဘူးဆိုရင်တော့မှဒါကောင်းမနေကြတော့အမှန်ပဲဆိုတော့ချယ်ဆီမှာနောက်တန်းနဲ့ကုသမဂျော်ဂျင်ဆန် ဖြည့်ဖို့လိုတယ်ဒါကောင်းတဲ့အချက်အနေနဲ့ Jamie Gittens ကောင်းတယ်ဒါ Andre Santos အစီပါဝယ်မစိုးဘူး Bruno Nottie ကတော့နည်းနည်းလေးပုံစံပြတ်နေအခြေအနေမျိုးတွေ့ရတယ်ဒါနောက်ထပ် Spurs နဲ့ပွဲမှာဘယ်လိုလာမလဲဆိုတာတော့ဒါကျွန်တော်ကြည့်ရမယ်ဒါပေမဲ့အားလုံးပဲဆုံးဖြတ်ချက်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်